အဘသာစရိစမဝတိကုထရာမင်္ဂလာပါဒီနေ့တော့တောင်ငူအချင်းထောင်မှာကိုမစားဖို့အမိတ်ထုတ်ပြီးထောက်ပိုင်ကတော်ကတည့်ရက်6သိန်းဖို့လောက်ကိုရင်ရောင်းနေတဲ့တည်င်းမေလာမြို့နယ်မှာစစ်ကော်မရှင်တည့်ရက်ရွေးကောက်ပွဲအတွက်ပြုလုပ်ထားတဲ့မဲစင်းတွေကိုတော်လည်ရေးတက်ကမီးရှို့တဲ့တည်ငရုတ်တီစိန်ရှားပါပြီးဈေးတက်လာတယ်လို့ရောင်းချသူတွေပြောတဲ့တည်စတဲ့တည်တွေအပါအဝင်ဖရက်အဖန်ရဲ့ဒီနေ့အော်တိုဘာလ၈ရက်နေ့အတွက်နေ့စစ်တည်တွေကိုကြားကြရမှာပါနောက်ပိုင်းမှာတော့နိုင်ငံတကာတည်တွေကိုတင်ဆက်ပေးပါမယ် ပကူရိုင်းတောင်မှုမျိုးအချင်းထောင်မှာထောင်ပိုင်ကြီးဦးအောင်မြတ်စိုးကကိုမစားဘူးအမိတ်ထုတ်ပြီးမဲ့ထောင်ပိုင်ကြီးကတော်ကထောင်ထဲမှာတရက်6သိန်းဖူလာ9ရန်ရောင်းစားနေတယ်လို့အကျဉ်းဦးစီးဌာနအတိုင်းအဝိုင်းတွေထိုင်ကနေသိရပါတယ်။အကျဉ်းထောင်ထဲမှာကိုမစားရဆိုတဲ့စီကံချက်စာရွက်တွေနေရာအနက်ကတ်ထားပြီးမဲ့ထောင်ပိုင်ကြီးကတော်9ရန်ရောင်းရဲကိစ္စကိုတော့ခင်ပိုးဖြစ်သူထောင်ပိုင်ကြီးကနှုတ်ဆက်နေတယ်လို့တည်င်းပေးပို့လာသူကဖရဲအဖန်ကိုပြောပါတယ်။ အဲ့ဒီကိစ္စအပေါ်မှာလည်းဝန်ထမ်းမိသားစုတွေကမကြေနပ်ပေမဲ့ထောင်ပိုင်ကြီးကိုကြောက်လို့အတန်မထွက်ရဲကြဘူးလို့တည်င်းအရင်းမြေတွေထံကသိရပါဗျ။အခုထောင်ပိုင်ဦးအောင်မြတ်စိုးက2023ခုနှစ်ကတောင်ဦးထောင်အကျဉ်းသားအချုပ်ထောင်ဖောက်ပြေးမှုကြောင့်ရာထူးဖြုတ်သွားတဲ့ထောင်ပိုင်ဦးကြည်ဦးနေရာကို ပြောင်းရွှေ့တောင်းထမ်းဆောင်နေသူဖြစ်ပါတယ်။ ပကိုးတိုင်းဒေသကြီးမင်းလာမြို့နယ်စင်သေးကုန်းကျေးရွာအတွင်းရှိလူငယ်အမှန်စာကြီးတိုင်းမှာရှိနေတဲ့စစ်ကောင်မရှင်တရဲ့ရွေးကောက်ပွဲအတွက်မေးပေးကြမဲ့ပြည်သူတွေရဲ့စီရင်တွေကိုဝင်ရောက်မရှုဖြစ်စီခဲ့တယ်လို့တာယာဝတီခိုင်တဲ့ရင်383ရက်နေ့တက်ခွဲနေကတည်င်းထုတ်ပြန်ထားပါတယ်။ စင်သေးကုန်းကြေးရွာဟာစစ်ကောင်ရှင်တပ်ရဲ့စူးမိုးနေမြေတစ်ခုဖြစ်ပေမဲ့ပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့7နိုင်ဝန်းကျင်မှာတာယာဝတီခဲ383ရာနှစ်တက်ခွဲနေကမြေအောက်ပျောက်ကြားတပ်ဖွဲ့တွေကနေဝင်ရောက်မီးရှို့ခဲ့တာလို့သိရပါတယ်။မဲစေးကိုမီးရှို့ဖျက်ဆီးပြီးတဲ့နောက်မှာနောက်တစ်နေ့မှာတော့စစ်ကောင်ရှင်တပ်သားအချို့နဲ့ပြည်သူစစ်ပြည်သောထီတွေကဝင်ရောက်စစ်ဆီးခဲ့ကြတယ်လို့လည်းသိရပါတယ်။ဒေသခံပြည်သူတွေအနေနဲ့လည်းစစ်ကောင်ရှင်တပ်သားတွေရဲ့အနည်းအနားမှာ သွားလာတာမျိုးမလုပ်ကြဖို့နဲ့တတိထားပြီးနေထိုင်ကြဖို့ကိုလည်းတာယာဝတီခိုင်တည်ရင်383ညနေတက်ခွဲနေ့ကအတိပေးထုတ်ပြန်ထားပါတယ်ကရီနီဘီဒီမော့ဆိုအနောက်ချမ်းမှာအော်တိုဘာလာပထမအပတ်မှာပဲဂုံစိမ့်အချို့ရှာဝဲရခက်လာပြီးတော့ဈေးမြင့်တက်လာတယ်လို့ဂုံစိမ့်ရောင်းဝယ်သူတွေထံကနေသိရပါဗျ။ ကုံစိမ့်တွေထဲမှာငရုတ်သီးစိမ့်ရှာဝဲရခက်လာပြီးတော့အရင်တပတ်ကငရုတ်သီးစိမ့်တပိတ်တာတသောတထောင်ကျက်နဲ့ရောင်းချရကနေဒီတပတ်မှာတော့တသောခွဲကျက်နဲ့ရောင်းချကြပြီးတော့၄ထောင်ကျက်တည်တည်ဈေးတက်လာတယ်လို့ဆိုပါရယ် ပြီးခဲ့တဲ့တပတ်ကတောင်ငူလန်းပြန်ဖွင့်လို့ဒက်စီနဲ့ဒီဇယ်ဈေးငိမ့်နေပြီးတော့ဈေးအပြောင်းအလဲမရှိပေမဲ့လမ်းတသားအခြေအနေနဲ့ရာသီဥတုအခြေအနေအကြောင်းလမ်းပြူတာတွေလမ်းပိတ်တာတွေရှိနေရင်တော့ကုန်စည်နှုန်းပြန်လည်မြင့်တက်နိုင်တယ်လို့ကုန်တင်ကားမောင်းသူတွေထံကနေသိရပါဗျာ။ စကိုင်းတိုင်းမူရွာမြို့မှာအခြေစိုက်ထားတဲ့စစ်ကော်မရှင်တပ်ရဲ့အနောက်မြောက်ပိုင်းစစ်ဌာနချုပ်နာမခါကိုတော်လရေးပူပေါင်းတပ်တွေက rocket ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကော်မရှင်တပ်ဖက်ကအရာရှိ9ဦးနဲ့စစ်ကော်မရှင်တပ်သားတွေအပါအဝင်12ဦးသေဆုံးခဲ့တယ်လို့ချင်းသွေး rocket brother CRB ကမနေ့ကထုတ်ပြန်ထားပါတယ်။ အော်တိုဘာလနေ့ရက်နေ့မှာ CRP ဦးဆောင်ပြီးအခြားမဟာမိတ်တော်လည်ပူပေါက်တဲ့တွေကတည်င်းကျွအကျိုးအဖြစ်နာမခါကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ Rocket ဒုံးနဲ့တိုက်ခိုက်ပြီးတဲ့နောက်မှာစစ်ကော်မရှင်တပ်စခန်းရဲ့အရာရှိ၅ဦး၊ရိခါ၉ရောင်ဆောက်စစ်သား၂ဦးနဲ့စစ်ကော်မရှင်တပ်သားတွေရဲ့မိသားစုဝင်၅ဦးပွဲချင်းပြီးတေဆုံးခဲ့ပြီးတော့မိသားစု၅စုလောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကစေကူတမှုခံယူနေတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ ကြအပြင်ရော့ကက်ဒုံးနဲ့တိုက်ခိုက်မှုကြောင့်နာမခစစ်သားရဲ့အသွင်းမှာရှိနေတဲ့ရိတ်ခါကိုးသောနှလုံးလဲပြိုကျပျက်စီးခဲ့တယ်လို့ဆိုပါတယ်။တနင်းတရီတိုင်းထဝယ်အကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားကိုအောင်ကိုဦးဟာနှလုံးစီးချိုကြောက်ကက်ဆတဲ့ယောဂခံတွေနဲ့တိတ်ဆုံးခဲ့တယ်လို့ထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။ထောက်သွင်းလုံလောက်တဲ့ကျန်းမာရေးဆောက်ရှောက်မှုမရရှိတာကြောင့်အော်တိုဘာလ3ရက်နေ့မှာတိတ်ဆုံးခဲ့ရပြီးတော့တိတ်ဆုံးချိန်မှာအသက်48နှစ်ရှိပြီလို့ဆိုပါတယ်။ ကိုအောင်ကိုဦးဟာ2023ခုနှစ်စစ်အာဏာသိမ်းကာလအစပိုင်းကတည်းကဒဝေမြို့တွင်တပိတ်လှရှာမှုတွေမှာဦးဆောင်ခဲ့သူဖြစ်ပြီးအဲ့ဒီနေ့မေလ14ရက်နေ့ကသူနေထိုင်တဲ့ရှင်မုတ်ဒီရွာမှာပဲစစ်ကော်မရှင်ရဲ့ဖမ်းဆီးရတဲ့မှုခံခဲ့ရတာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာစစ်ကော်မရှင်က ပုံမှန်905ကကြီပေါက်ကွဲငါတို့နဲ့အမှုဖွင့်ကထောက်တန်ရှင်းနှစ်ချမှတ်ခဲ့ပြီးတော့ရောဂါခံကြောက်ထောက်သွင်းမကြာခဏဆေးကုသမှုခံယူနေရသူဖြစ်တယ်လို့လည်းသိရပါတယ်။ မြန်မာနိုင်ငံတဝမ်းဂရနီပြည်အပါအဝင် စကိုင်းတိုင်းမန္တလေးတိုင်းအီယာဝတီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာဒီနေ့အောက်တိုဘာလ၈ရက်နေ့ကစပြီးလေပြင်းတိုက်ခိုက်ကနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ BND ရဲ့ဆိုင်ယာစီမံခန့်ခွဲရေးဝန်ကြီးဌာနကအတိအပြထုတ်ပြန်ထားပါတယ်။ ယခုရက်တသက်ပတ်အတွင်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရောမှာမုတ်တုံလေးကအာအသည့်အသည့်ရှိနိုင်ပြီးတော့အရှိဖက်ကနေလာတဲ့မုန်တိုင်းအကျွင်းအကြံတွေနဲ့လေဖြစ်အားနဲ့ရက်ဝင်အချိန်တွေကြောင့်နေရာကွက်ပြီးမိုးကြီးနိုင်ရဲ့လို့ခန့်မှန်းထားပါတယ်။အော်တိုဘာလ6ရက်နေ့ကစပြီးစနေရည်နေ့အထိမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းဧရာဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ် ချင်းပြည်နယ်ရခိုင်ပြည်နယ်ဂရင်းနီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတော့နေရာဆက်စိတ်ကနေနေရာအနှက်အပြားမိုးထစ်ချုံရွာသွန်းနိုင်တယ်လို့ NUG ရဲ့လူသားချင်းစာနာထောက်ထားရင်းနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထပ်မံပြီးတော့ခန့်မှန်းထားပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားကြရမှာပါ။ နော်ဝေးဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့တလီနော်ကတုံးဆွဲသူရဲ့အချက်အလက်ကိုစစ်အစိုးရနဲ့မျှဝေနေပြီးဒီအချက်အလက်တွေကိုအာဏာသိမ်းဆက်တက်ကပြည်သူတွေကိုခြေရာခံ ထောက်ချဖို့နဲ့တပ်ဖြတ်ဖို့တုံးနေရလို့မြန်မာအရက်ဖက်အဖွဲ့အစည်းတွေကအင်ကာနေကပြောခဲ့ပါတယ်။ နော်ဝေးအစိုးရက အများစုပိုင်ဆိုင်တဲ့အစိုးပါကုမ္ပဏီကို2023ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်အစိုးရကဈာဖြတ်ဆောက်ကြည့်နည်းပညာကိုအသက်တွင်ဖို့ဖိအားပေးခဲ့တာကြောင့်ဥရောပသမဂ္ဂရဲ့ပိတ်ဆို့အရေးယူမှုတွေကိုရှောင်ရှားဖို့မြန်မာနိုင်ငံမှာသူ့ရဲ့လုပ်ငန်းကိုရောင်းချခဲ့ပါတယ်။ အရှိတောင်အာရှနိုင်ငံတွေမှာအကြီးဆုံးနိုင်ငံခြားယင်းဒီမြုပ်နယ်သူလဲဖြစ်တဲ့တလီနောဟာလုပ်ငန်းမရောချခင်မှာစစ်တပ်ရဲ့တောင်းဆိုမှုတွေကိုလိုက်နာပြီးအတုံးပြည်သူ၁၈တန်းတွေကအချို့ရဲ့အချက်အလက်တွေကိုလွဲပြောင်းပေးအပ်ခဲ့တယ်လို့တရားစွဲဆိုသူတွေကဆွဆွဲထားပါတယ်။ အရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့လှုပ်ဆောင်နေပြီးအကျိုးအမြတ်မရှိတဲ့အဖွဲ့အစည်းဖြစ်တဲ့နိုင်ငံစုံကော်ပိုရေးရှင်းများဆိုင်ရာသုတေသနစင်တာကတော့လွဲပြောင်းပေးအပ်တဲ့ဒေတာတွေမှာစစ်အစိုးရရဲ့နိုင်ငံရေးပြိုင်ဘက်တွေနဲ့သူတို့ရဲ့မိသားစုဝင်တွေကိုခြေရာခံဖို့အသုံးပြုနိုင်တဲ့ဖုံးခေါ်စုမှုမှတ်တမ်းတွေနဲ့တည်နေရအချက်အလက်တွေပါရှိကြောင်းကိုပြောကြားခဲ့ပါတယ်။ စစ်အစိုးရရဲ့အမိန့်ကိုမနာခံရင်ဝတ်ထမ်းတွေကိုတိုက်ရိုက်အန်တရယ်ဖြစ်စေနိုင်ရကြောင်းရွေးချယ်စရာမရှိခဲ့ဘူးလို့ကုမ္ပဏီဖက်ကဝန်ခံပေမဲ့တလီနိုရဲ့ပိုင်ရှင်အစ်စ်ရွှေပြိုင်းဖြူကုမ္ပဏီနဲ့စစ်တပ်ဖက်ကတော့ဒီကိစ္စအပေါ်ဖြေကြားထားတာမရှိပါဘူး။ အစ္စရေးနဲ့ဟာမဲတို့ကြားနနေ့ကြားစစ်ပွဲကြောင့်ကိုဝန်ဆောင်မိခင်များအကြားစိတ်ဖြစ်စည်းမှုနဲ့အာဟာရချို့တဲ့မှုတွေမြင့်တက်လာပြီးတော့ဂါဇာကမ်းမြောက်ဒေသကမွေးကင်းစကလေးတွေရဲ့ငားပုံတပုံဟာလှမစေပဲမွေးလာတာကိုအလေးချိန်မပြည့်တာတွေရှိနေပြီးတော့ဂါဇာမြောက်ပိုင်းကနေအစ္စရေးက လမစိပဲမွေးတဲ့ကလေးတွေကိုထဲ့တဲ့ဖန်ပေါင်းချောင်တွေကိုလွဲပြောင်းပေးဖို့အကြိမ်ကြိမ်ငင်းဆိုခဲ့တယ်လို့ကုလသမဂ္ဂကလေးတငယ်များအင်ဂျင်စီကတာဝန်ရှိသူတူကအင်ကာနစ်ကပြောခဲ့ပြီးတော့နိုင်ငံတောင်ပိုင်းကဆေးရုံတွေမှာကလေးလူနာတွေကပြစ်ကျက်နေပြီးတော့ပြစ်စည်းမလုံလှတဲ့အတွက်အောက်ဆီဂျင်မတ်တွေမျှတုံးနေရတယ်လို့သူကဖြစ်ဆွဲပြောဆိုပါတယ်။ ဣသရေလဖက်ကဂါဇာကိုအကူအညီပေးဖို့ဂတိကဝတ်ပြုထားပေမဲ့ဟာမတ်စ်တို့ကြားဖြတ်ခိုးယူတာမျိုးမဖြစ်အောင်ကက်တန်နာတွေလောက်ရတာဖြစ်တယ်လို့ဆိုထားပြီးတော့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာယုံကတော့ဂါဇာကမ်းမြောင်ဒေသကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလှုပ်ဆောင်မှု၈000ပေးဖို့ကုလသမဂ္ဂကတောင်းဆိုထားတဲ့အထက်က55ရာခိုင်နှုန်းကို2023ခုနှစ်အောက်တိုဘာလ9ရက်နေ့ကတည်းကဣသရေလကငေးဆိုကဟန်တာတွေလောက်ခဲ့တယ်လို့အင်ကာနေမှာပြောခဲ့ပါတယ်။ ကာဇာမြောက်ပိုင်းကစေရုံတွေမှာကြံနေတဲ့လှမစေပဲမွေးလာတဲ့ကလေးငယ်တွေကိုရွှေ့ပြောင်းပေးဖို့ UNICEF ကတောင်းဆိုထားပြီးတော့ကျန်းမာရေးအဖွဲ့ WHO ကလည်းလှမစေကလေးတုံးကိုလွန်ခဲ့တဲ့သတင်းဘက်ကတောင်ပိုင်းကစေရုံတခုကိုလွှဲပြောင်းပေးခဲ့ပေမဲ့ကလေးတဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ကာဇာကမ်းမြောက်ဒေသကစေရုံ36ရုံအနည်း14ရုံဟာလက်ရှိမှာအပြည့်အဝမလဲပတ်နိုင်ပဲတစိမ့်တစ်ပိုင်းပဲလဲပတ်နေရတယ်လို့ WHO ကပြောပါတယ်။ ီသတင်းတွေကိုတော့ writer သတင်းဌာနကိုကိုးကားတင်ဆက်ခဲ့ရပါဒီနေ့အော်တိုဘာလ၈ရက်ဖွဲ့တဲ့အဖွဲ့နဲ့စစ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရပါကျွန်မအင်းနေပါရှင့်